ောက်တိုဘာ15ရက်ကနေ20ရက်အတွင်းမြန်မာနိုင်ငံကနေထွက်ခွာတော့မယ့်အနောက်တောင်မုတ်တုံလေးဟာအောက်တိုဘာ15ရက်ကနေ20ရက်အတွင်းမှာမြန်မာနိုင်ငံကနေထွက်ခွာတော့မယ်လို့မိုးဇလာကထုတ်ပြန်ပါတယ်။အနောက်တောင်မုတ်တုံလေးဟာ2025ခုနှစ်အောက်တိုဘာ17ရက်ကနေ14ရက်အတွင်းမြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ဒေသတွေကနေလည်းကောင်းအော်တိုဘာ15ရက်ကနေ20ရက်အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေလည်းကောင်း ဆုတ်ခွာသွားပေါ်ရှိကြောင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာအနောက်တောင်ဘက်တုံးလေးအားအနည်းငယ်ရှိနိုင်တယ်လို့ဆိုပါတယ်။ဒါ့အပြင်အော်တိုဘာဒုတိယ10ရက်ပတ်အတွင်းဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရုံဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်သေးတယ်လို့လည်းဆိုပါတယ်။ရန်ကုန်၊ပဲခူး၊အေရဝတီ၊ကရင်နဲ့မွန်ပြည်နယ်တွေမှာလည်းမိုးပုံနေအောင်မှာပါ။ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာရွာသွန်းမြက်တပ်ပုံနိုင်ပြီး မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးနဲ့ကချင်းပြည်နယ်တို့မှာလည်းရွာသုံးမြောက်ယွန်းနေနိုင်ကနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာတော့ရွာသုံးမြောက်ခန့်မိုးထစ်ကြုံရွာနိုင်တယ်လို့မိုးစလရထုတ်ပြန်ချက်အရသိရပါတယ်။